ပရီးမီးယားလိနဲ့ဗြိတိသျှကောင်စီတို့ရဲ့ပူးပေါင်းမှုနဲ့ပရီးမီးယားစကေးအစီအစဉ်ကလက်ကျင်ပေးခဲ့တဲ့နီးပြတွေဟာပထမဆုံးရဲရွာအဆင့်စင်ပွားနီးပြတင်နန်းတစ်ခုကိုပို့ချခဲ့ပါတယ်။တင်နန်းသားတွေအဖြစ်အခြေခံပညာဦးစီးဌာနကကာယဆရာဆရာမ48ကိုတင် जा ပေးခဲ့တာလည်းဖြစ်ပါတယ်။ပရီးမီးယားစကေးအစီအစဉ်ဟာနီးပြတွေကိုအားကစားကိုသာမကတခြားကဏ္ဍတွေကိုပါတင် जा ပေးခဲ့တဲ့အကြောင်း အခုလိုပဲပြောပြခဲ့ပါတယ် Like in many countries, it can be a challenge to deliver sports education, but through Premier Skills, we are teaching about values such as leadership and team working. ဒီစီစဉ်ကရေရွာဆင်ဆင်ပွားနီးပြတင်တန်းတွေဖန်တီးပြီးအခြေခံပညာရေးဦးစီးဌာနကကာယဆရာဆရာမတွေကိုတင်တန်းပေးတာပါ။ဒီစီစဉ်ကလူတွေကိုဘောလုံးကစားဖို့နဲ့ချမ်းမအောင်နေထိုင်မှုတိုက်တွန်းတဲ့အပြင်အသင်းအဖွဲ့နဲ့အလုပ်လုပ်တတ်တဲ့စွမ်းရည်ခေါင်းဆောင်မှုစွမ်းရည် စီကတကြအလုံးလုံးတက်ဖို့နဲ့မတူ क्वे ပြမှုတွေကိုကြော်လားတိုင်နဲ့စိုင်းရင်တွေရှိအောင်လည်းသင်ကြားပေးပါတယ်။အနာဂတ်မှာလည်းတက်နိုင်သလောက်အခုလိုဆက်လက်ဆောင်ရွက်သွားနိုင်မှုလည်းမျှော်လင့်ပါတယ်။အခုလို Premier League မြန်မာရဲ့ရွာဆင်စင်ပွားနီးပြတင်တန်းကိုဘွားကြောင်ချေခင်ပညာဦးစီးဌာနကကာယဆရာဆရာမတွေကိုရွေးချယ်တင်ကြားပေးခဲ့ကြတာလေ။ သူတို့ရဲ့အဓိကရည်ရွယ်ချက်ကနိဗ္ဗာန်ဆရာတွေကိုသင်တန်းပေးတယ်။နိဗ္ဗာန်ဆရာတွေကိုသင်တန်းပေးတဲ့အတွက်ကြောင့်မလို့ grassroots level ကကလေးတွေကိုဒီနိဗ္ဗာန်ဆရာကပြန်ပြီးတော့စင်ပွားသင်တန်းပေးနိုင်တဲ့ဆိုရည်ရွယ်ချက်နဲ့ပေါ့လား။ premier scale လောက်တဲ့အပိုင်းကတော့ဟို grassroots level မှာရှိတဲ့ PE teacher တွေကိုကျွန်တော်တို့သင်ပေးနိုင်တာ။ ဒါပေမဲ့ဟိုပညာရေးဝန်ကြီးဌာနရဲ့ဦးအောင်ပါဝင်မှုနဲ့ကျွန်တော်တို့တွဲပြီးလုပ်ဖို့တော့ရှိတယ်သူတို့လည်းအများအားဖြင့်ပြောတာဒီသူတို့လည်းနားလေတယ်သိတယ်ဒီဥစ္စာပေါ့နော်ပညာရေးကဒီစာတခုတည်းမဟုတ်ဘူးပေါ့နော်ဘက်ဆောင်သူတို့တက်တဲ့ရေးမှာအားကစားလည်းဒါအရေးကြီးတယ်ပေါ့နော်အဲ့တော့ဟိုအကြောင်းတွေအဆင့်ပြိုင်ပွဲတွေပြန်လည်ပေါ်ထုတ်ဖို့လည်းကျွန်တော်ပညာရေးဝန်ကြီးဌာနနဲ့ဟိုဦးအောင်လုပ်ဖို့ဟိုတိုက်တွန်းနေရတယ်တော့ရှိပါတယ် Premier Ski Season ကိုနိုင်ငံတကာမှာတော့2009ခုနှစ်ကစတင်ပြီးနိုင်ငံပေါင်း29နိုင်ငံမှာ နီးပြနဲ့ဒိုင်လူကြီးစုစုပေါင်း9600ကိုတင်နန်းပို့ချပေးနိုင်ခဲ့တာဖြစ်သလိုသူတို့ကနေတဆင့်လူငယ်စုစုပေါင်း1.2တန်းအထိပြန်လည်တင်ကြားပို့ချနိုင်ခဲ့တာလည်းဖြစ်ပါတယ်